ရခိုင်ပြည်နယ်ထက်ကလယ်နမားတွေဟာလက်မှုလျာအစားစက်မှုလျာကိုအစားထိုးစေခြင်းနေကြပါတယ်ဒီသတင်းကိုဥက္ကူကြီးကပေးပို့ထားပါတယ်ရခိုင်ပြည်နယ်ငပလီကန်းကြီးမှာရခိုင်ပြည်နယ်အစိုးရစိုက်ပျိုးရေးဦးစီးဌာနကဦးစီးပြီးပြုလုပ်တဲ့လေယာအခမ်းကဏ္ဍရရှိဖွံ့ဖြိုးတိုးတက်ရေးအလုံးစုံဆွေးနွေးပွဲကိုတက်ရောက်လာတဲ့လေသမားတွေက ထောက်ပြတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီအရင်ကနွားနဲ့လောက်ကင်နေရတဲ့အစား အခုဆိုလို့ရှိရင်လက်တွန်းထုံးစက်တွေပေါ့ကျွန်တော်စတင်ပြီးတော့လုတ်ကင်နေတဲ့အတွက်လက်တွန်းထုံးစက်တွေကအောင်မြင်တယ်အဲဒီကြောင့်ဒါမျိုးလေးတွေကိုဖြစ်နိုင်လို့ရှိရင်ကျွန်တော်တို့ data မှာညံ့ညံ့သာသာရနိုင်မှုပေါ့ဒီလိုအရှင်းမျိုးလေးတွေပြီးလို့ရှိရင်ရွှေလေးစက်ကောင်းကောင်းလေးတွေ data နဲ့ကိုက်နေမှာပေါ့ပြီးရင်ရေစုပ်စက်ဟိုကျွန်တော်တို့မိုးမမှန်တဲ့အခါမျိုးမှာဒီစပားရဲ့အသက်နဲ့အညီစိုက်ရှင်တဲ့အချိန်လေးမှာရေရနိုင်တဲ့နေရာလေးမှာရေစုပ်စက်တွေနဲ့ တင်နိုင်မှာပေါ့ဒါကျွန်တော်တို့လက်တွေ့ခံစားနေရတာအဲ့ဒါလေးတွေကိုကျွန်တော်တို့ကတင်ပြခြင်းဒီအလုပ်ရုံဆွေးနွေးပွဲကိုငပလီကန်းကြီးရှိ Amazing Hotel မှာ2015ခုနှစ်ဇန်နဝါရီလ19နဲ့20ရက်နေ့တွေကကျင်းပခဲ့တာဖြစ်ပြီးရခိုင်ပြည်နယ်ကြောက်ဖြူနယ်တန်တဲခရိုင်တဲကတက်ဆိုင်ရာအစုအဌာနဆိုင်ရာတွေလုပ်ငန်းရှင်တွေ NGO တွေနဲ့လယ်သမားတွေစုစုပေါင်း60ကျော်တက်ရောက်ခဲ့ကြပါတယ်ကျွန်တော်တို့ဒီကရွေးချယ်ကကျွန်တော်တို့ကအလှသေးသေးကို ဖိတ်တော့ညာကန်နဲ့ဆင့်ွယ်တဲ့အလွာသေးကိုဖိတ်ပြီးတော့သူတို့ခြေရနေပြီးတော့ခြေရောက်တဲ့ကောင်းမွန်တဲ့ညာကန်နဲ့ပတ်သက်တဲ့အကြံကောင်းညာနေမှာရယူပြီးတော့ဒီအကြံကောင်းညာကောင်းတဲ့ပုံမှာအခြေခံပြီးတော့ညာကန်တို့ဒီစစ်ပုံပြိုးတုတ်တဲ့ညာအတွက်ကျွန်တော်ကကောင်းတယ်ပေါ်ဖို့ပြောတာရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လေယံကဏတိုးတက်ရေးဟာတော်တော်ရေးပါတဲ့အကြောင်းကိုပြည်နယ်ဦးစီးမှုဦးသိန်းဝင်းကထောက်ပြပါဗါတယ် မြေခိုင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နေရာကဏ္ဍတော့အဓိကရိပ်ပါပါတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ဟိုရခိုင်ပြည်နယ်မှာလက်သမားကကျွန်တော်နေရာလုပ်ငန်းနဲ့ဆက်နွယ်တဲ့ကျွန်တော်ပါပါနော်။ဖွဲ့စည်းတွေရောဟိုပုဂ္ဂိုလ်တွေရောတောင်ဝင်မားတွေရော900လုံးကျော်ရှိပါတယ်။နောက်တစ်ခုကနေရာကဏ္ဍဟိုရခိုင်ပြည်မှာလက်သမားစိုက်က73သိန်းကျော်ရှိတယ်။စဘာစိုက်က73သိန်းကျော်ရှိတော့800လုံးကျော်ပါစဘာစိုက်။အဲ့ကြစဘာကိုအခြေခံတဲ့နေရာကဏ္ဍ ခွေကိုရေကနော်ရေးပါတယ်လို့နောက်တစ်ခါလေခွနေရအောင်တော့ဟိုဒူးရေကတောင်းကမှဖြစ်တဲ့အရာခဏကအဓိကရေးပါမယ်ခဏတစ်ခုပြောလို့ရဒီဆွေးနွေးပွဲမှာလယ်သမားတွေရဲ့လိုအပ်ချက်တွေကို တင်ပြပြီးအစိုးရနဲ့ကုံတော်တွေဘက်ကကူညီနိုင်တာတွေကိုဆွေးနွေးခဲ့ကြပါတယ်ဒီဆွေးနွေးပွဲကိုရခိုင်ပြည်နယ်တဲကအန်တန်တွေကြောက်တော်မျိုးတွေမှာကျင်းပခဲ့ပြီးစစ်တွေမျိုးမှာဆက်လက်ကျင်းပဖို့ရှိနေပါသေးတယ်ကျွန်တော်ကိုကိုကြည်ပါခင်ဗျာ